ဒီလိုရဲ့စီပွားရေးကတော့တိတ်ကိုလို့ဖြစ်ပါတယ်။သူကတော့ဝါပင်နေဖို့ပကန်းဖြစ်နေပြောင်းလဲလိုက်ပြီးတော့ဒေါ်လာထောင်ပေါင်းများစွာဝင်ဝင်ရနေပါတယ်။သူကတော့ရေသောတော်တဲ့ကနေဝါပင်ရဲ့မြစ်ကိုယူလာပြီးဆက်နေဖြစ်လိုက်ပါတယ်။ပြီးရင်တော့ပကန်းလုံးမှဖြစ်တဲ့အတွက်စက်လေးနဲ့ပုံပုံမှဖြစ်ပါတယ်။ဒီလိုပုံလေးရသွားပြီဆိုရင်တော့တကန်လုံးစောင်းရက်ကိုလူသူလူလိဖြစ်မှဖြစ်ပါတယ်။ပြီးရင်တော့နေလမ်းပြီးတော့ဖောလေးထုတ်လိုက်မယ်ဆိုရင်ဈေးကြီးတဲ့ပကန်လုံးတစ်လုံးရရှိမှဖြစ်ပါတယ်။အင်ဒိုနီးရှားမှာငပြောဖင်တွေကိုဒီလိုအကျိုးရှိအောင်ပုံပြရင် ။လက်ပြောခိုင်တွေကိုခုတ်ပြီးသွားပြီဆိုရင်တော့တခြားနိုင်ငံတွေကအပင်ကိုစက်နဲ့ခုတ်လဲပြစ်လိုက်ပါရယ်။ဒါပေမဲ့အင်ဒိုနီးရှားဘာလို့ဒီလိုမဟုတ်ပါဘူး။သူတို့ကငပြောရွက်တွေကိုတင်းချပြန်ယူရင်ငပြောရွက်ပကံဖြင့်ပြန်လဲတုံးကြပါရယ်။ငပြောမင်းပစီကိုလည်းခုတ်ထွင်းပြီးနောက်ဆုံးအနေနဲ့အမြင်ထုတ်ကြပါရယ်။ရလာတဲ့အမြင်တွေကိုလည်းကျောင်းနေနေပြီအဲ့အမြင်ကြောက်ကေကိုစေးနောက်ကကုန်ချမ်းတင်တင်ပို့ပါရင်အဲ့အမြင်လေးနဲ့ပစ္စည်းမျိုးမျိုးပြုလုပ်ကြပြီးဈေးကောင်းကောင်းနဲ့ရောင်းကြပါရင်ထိုင်းနိုင်ငံမှာအုံမင်ကနေဖက်နဲ့တီကိုဘယ်လိုလုပ်ကြလဲ တောက်ကြီးပေါင်းထိုင်းနိုင်ငံမှာဆိုရင်တော့အုံမြင်ခေါက်တွေကိုခုံခွာပြီးတော့အလွားထူးထူးတွေပြုလုပ်ကြရပါတယ်။ဓမ္မဥစွာဒီလူတွေကအခုံခွာပြီးအုံမြင်ခေါက်တွေကိုရှုဆောင်ကြပါတယ်။အဲနောက်မှာတော့အခေါက်တွေကိုထောင်းပြီးတော့တစ်ပင်နေစီကရတဲ့တစ်စီကိုပိုလင်းပြီးပါတယ်။ပြီးတော့အရိခောက်ကိုနေပူထဲမှာအချောက်ခံပေးရပါတယ်။ဒီလိုနေဝူလမ်းပြီးတဲ့နောက်မှာတော့ဆက်တီနဲ့ညှက်ပြီးတော့ဖနက်လုပ်ဖို့အတွက်အဝိစားနဲ့ချုပ်ပေးရမှာဖြစ်ပါတယ်။ဒီလိုဖနက်တီကကြာရှိခံစီမှာဖြစ်ပါတယ်။ ဒွေးခတဲ့ရေးကြီးကိုသူတို့ဒီလိုရှာတွေးခဲ့တယ်။အဖိုးဆိုရင်မြင်နေရတာကကျောင်းတို့နေကြတဲ့ကရေးကြီးလိုပေါ့ပင်လိုလိုအရာတစ်ခုဖြစ်ပြီးအဲ့ဒီကောင်ရဲ့အတွင်းကအရာကြောင့်ဒမိုရန်ကြည့်တာပဲဖြစ်ပါတယ်။ဒါဆိုရင်ဘာလို့ဈေးရန်ကြည့်တာလဲရှင်းပြပါမယ်။ဒါကတာမန်ရေးကြီးမဟုတ်ပါဘူး။ရွှေရေးကြီးပဲဖြစ်ပါတယ်။အများတို့ကြားဖို့မှမဟုတ်ပါဘူး။အဒီကောင်ခမားနေတဲ့ရင်းနဲ့တက်ဆင်ပြီးတာနဲ့နောက်ဆုံးမှာတော့အရန်ကိုတက်ဆင်တဲ့တပောင်းအရှင်မုံလေးတွေကိုဇလုံးထဲမှာဒင်းကျန်စီမှာပဲဖြစ်ပါတယ်။ဒါကိုအရန်တမိုးကြည့်တယ်လို့လည်းဆိုတာဖြစ်ပါတယ်။ တရုတ်နယ်သမားတွေတီကောင်ဘလို့မွေးမှုကြလေဆိုတာကြည်ကြရအောင်အရင်ဆုံးသူတို့တွေကမြင်းကြီးပေါ်တီကောင်နေအပြုံလိုက်ကိုထည့်လိုက်ပါတယ်ပြီးရနေပဲမြင်းကြီးနဲ့တီကောင်လေးကိုနေပြီးတော့ခင်ကျဲလိုက်ပါတယ်ဂျန်နေငယ်ကြတဲ့အခါမှာတော့တီကောင်နေကမြင်းကြီးရဲ့ကိုတက်မြစ်ဩဇာကျဲဝါအောင်လုပ်ပြလိုက်ပါတယ်တီကောင်နေကမြင်းကြီးအောက်မှာနေတာဆိုတော့သူတို့ကိုဖယ်ဖို့ဆိုသူတို့တွေလုံချောင်းကချောင်းကိုအသုံးပြုပါပါတယ်လုံချောင်းကိုချစ်တဲ့အခါမှာမူးကြံတဲ့တူပါတယ်အဲ့လိုနီးနေပဲတီကောင်နေမြေပေါ်ကိုပြန်တက်လာအောင်လုပ်ပါတော့တယ် အိမ်မှာကပအကောင်းဆုံးချင်းပြေးစည်းလုံးနေဒါကကပအကောင်းဆုံးချင်းပြေးစည်းကိုအလွယ်ဆုံးလုံးနေဖြစ်ပါတယ်အရင်ဆုံးချင်းစည်းခွေ့တစ်ခုနဲ့လေမွန်ခွန်အမုံလေးနဲ့နှဲယူလိုက်ပါပြီးရင်တော့ငရုတ်ဆုံနဲ့ထည့်ပြီးတော့အတူတူကျိတ်လိုက်ပါအခုတံမူးတေးသေးလေးတစ်ခုယူပြီးတော့အဲ့ဒီအစိမ်းရောင်အမုံလေးကိုထပ်ထည့်ကခက်တင်တင်ဖိထည့်လိုက်ပါကချူပြတဝိုင်းပေါ်မှာကော့ဘက်ကိုတိတ်နဲ့ကလိုက်ပါမိကျရဲ့ခေါင်းကိုကချူပြနဲ့ကော့ဘက်ကြားမှာထားပြီးအားလုံးကိုပက်လိုက်ပါဒီတတော်မိုက်တဲ့မိနစ်စနစ်ကိုဘူးတဲ့ကအမောက်ရဲ့အပေါ်မှာတက်လိုက်ပါ ကတ်တူပြားအဖုံးနဲ့အုပ်ပြီးတော့ကော်နဲ့တိတ်နဲ့လုံအောင်ပိတ်လိုက်ပါအခုအပြင်ကိုထွက်နေတဲ့မိချစ်ခေါင်းကိုမြင်းညိလိုက်ပါမိခိုးရီထွက်လာပြီးတော့နောက်ရှက်တဲ့ရှင်တွေကိုဘလူးအစွမ်းထက်ထက် မောင်းထုတ်သွားလဲဆိုတာကိုပရိသတ်တို့ကြည့်လိုက်ပါတော့ဒါကတော့ဘူဆောင်ကြီးတွေဖဲမမီးလင်းရခြင်းအကြောင်းရင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့တဲ့လူတွေကိုနောက်မင်းလင်းတယ်လို့သုံးလို့ရခြင်းကဒီဘိုးဆောင်ကျူးတွေကနေတဆင့်ဆင်းသက်လာတာဖြစ်ပြီးတော့ဖေမင်းလင်းချင်းရဲ့နောက်ွယ်မှာအတိတ်ပဲများစွာတရှိလို့နေပါတယ်။ ူဆောင်ကျူတွေကဗဒုံမျိုးနဲ့ဝင်းတွေဖြစ်ပေမဲ့အင်းဆက်တွေထဲမှာထူးခြားတဲ့ဇက်တွေမှုကိုပြုလုပ်နိုင်တဲ့တမျိုးတည်းသောအကောင်လေးတွေဖြစ်ကြပါတယ်။တင်းငယ်တဲ့ကလင်းတစ်ခုကသူတို့ရဲ့ဝမ်ပိုက်အောက်ပတ်မှာရှိပြီးဓာတုတက်ပြမှုကြောင့်ဆန္ဒရှိတဲ့အခါမှာအလင်းထုတ်လွှတ်နိုင်ကြပါတယ်။ဒါပေမဲ့ဘူဆောင်ကျူတွေကအဲ့ဒီအလင်းရောင်ကိုညဘက်မှာသာအတန်းပြူပြီးအဲ့ဒီအလင်းနဲ့အင်းလို့ရမယ့်ပတ္တနာတရားကိုရှာကြပါတယ်။အလင်းရောင်ကိုချိန်နှုံးနဲ့လိုသလိုအချက်ပြပြီးချိန်နဲ့တိုက်ရလူနဲ့တိတ်တိတ်ပုံနှစ်ပါးသွားကြပါတယ်။ ဒါကြောင့်ဘာအတမ်းမှထွက်စီရမလို့ပဲဖင်ကနေမင်းလင်းနေုံနဲ့တင်โอเคမှာစုပ်ပြီးတယ်လို့တောင်ပြောလို့ရပါတယ်။တစ်ဖက်ကလည်းဖင်မှာလင်းနေတဲ့အလင်းရဲ့ချိန်နှုန်းကိုကြည့်လိုက်ရုံနဲ့တင်ဘာပြောချင်လဲသိပြီးနှစ်ပါးသွားအကကဖို့ပြီးလာကြပါတယ်။ဒါကြောင့်တင်းနေနဲ့ဖောက်ပြန်ပြီးဘလူးနေကြတဲ့လူတွေကိုအသေးရတဲ့အခါဂျင်းရိုင်းဆိုင်ဆိုင်နော်မင်းလင်းတယ်လို့သုံးနှုန်းမဲ့အစားရင်းကြီးကြီးပို့ဆောင်ကျမောင်းနာလို့သာခေါ်ဝေါ်ကြဖို့အမှပါလိုက်ရပါတယ်။တင်းတကယ်ချင်းတွေကိုလည်းဒီအကြောင်းတွေကိုသိတော့ကမအောင်မှမန်းရှင်းခဲ့ကြပါအောင်ခင်ဗျာ။ ကဲဆုံးနေရှိပြီတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတော့နော်အခုလိုကျွန်တော်ရဲ့ဗီဒီယိုနေ့စဉ်မှာပုံမှန်စက်ပြီးသားကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ရတယ်လေ subscribe လုပ်တော့ပြကြပါတော့နော်အားလုံးကျေးဇူးတင်ပါတယ်